Hello အားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Facebook Page လေးကိုလည်း Like and Share လေးလုပ်ပြီးမှအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပြစေ YouTube Channel လေးကိုလည်း Subscriber လေးနှိပ်ပြီးမှအားပေးကြပါအောင်လို့အာတောင်းဆိုပြစေဆိုတော့ဒီနေ့ကျွန်တော်ပြန်လည်းတင်ဆက်ပေးခြင်းနဲ့ပွဲပွဲတော့ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲပွဲဖြစ်တဲ့ Liverpool နဲ့ Manchester City ပွဲဖြစ်တဲ့ဒီပွဲကကျွန်တော်တကယ်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီပွဲမှာတကယ် ဒီဘက်ကတကယ်စိတ်လုံးစားချက်ကောင်းတယ်လုံးဝဘောလုံးချစ်ပရိတ်တက်တွေနဲ့လုံးဝလက်မလွှတ်တဲ့ဘွဲ့ဘွဲ့ဖြစ်တယ်ဒီဘွဲ့ဟာကျွန်တော်တို့မလေးအာမြန်မာစံတော်ချင်းစက်တနာကြီးထိုင်းစံတော်ချင်းစက်တထိုင်းစံတော်ချင်းစက်တနာကြီးခွဲမလေးစံတော်ချင်းစက်နိုင်ခွဲမှာစားမယ်တိုင်းလူတွေညအနော်စက်စက်နိုင်ခွဲမှာစားမယ်ဘွဲ့ဘွဲ့ဖြစ်တယ်ဆိုတော့အာဒီဘွဲ့ကိုကျွန်တော်တို့ဒီအချက်သုံးချက်နဲ့ကျွန်တော်သုံးသပ်ပေးချက်နဲ့အချက်သုံးချက်မှာဒီပထမဆုံးအနေနဲ့ hub to hub ကိုကျွန်တော်တို့အရင်ဆုံးဟိုကြည့်အောင် hub to hub မှာကဒီ Manchester City နဲ့ Liverpool တင်းကတန်းတောက်အတားအပြတ်တန်းအာနိုင်တာမရှိသလိုဒီတန်းတောက်ဟိုအတားစီရထားမရှိဘူးနည်းနည်းလေးတန်းတောက်မသိမ့်မရင်လေးပဲလို့နည်းဟိုသူမတာကိုမတာပဲအဲ့လိုမျိုးဆိုတော့အာဒီဘက်လည်းအဲ့လိုပဲကြီးကောင်းမယ်ပွဲပွဲဖြစ်တယ်ဆိုတော့တို့ရဲ့ဒီ knock အနောက်ဆုံးတွေ့ဆုံးဒီအာတို့နောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုကျွန်တော်ပြန်ကြည့်ရင် အလီဘာပူက၅ဘွဲမှာ၃ဘွဲနိုင်တယ်အနှစ်ဘွဲရှုံးထားတယ်မန်ချက်စတီကျတော့၅ဘွဲမှာ၃ဘွဲရှုံးတယ်၄ဘွဲနိုင်တယ်ပြီးလို့ရှိရင်ဒီမန်ချက်စတီကျတော့သူကဒီဒီဒီဘွဲမှာအင်ကွန်းဖြစ်တယ်အင်ကွန်းကိုကျွန်တော်တည်ထားမယ်အာပရီးမီးယားလိမ်မှာဒီလိုဘွဲမျိုးကတကယ်ကြီးရခဲ့တယ်ဗောနော်ဒီလိုဘွဲဒီဒီလိုဘွဲကဒီအတန်းကြီးအတန်းကကျွန်တော်၃လမှာတစ်ခါလောက်တော့ပကြီးရတယ်ဆိုတော့ စစစီတီကလည်း loss ရဲ့သူကဆုံးပွဲမရှိရခုနောက်ပိုင်းဆုံးပွဲမရှိဘူးဆုံးပွဲမရှိဆိုတော့သူကငါးပွဲမှာတပွဲပဲရှုံးထားတယ်ဆိုတော့ဒီပွဲမှာသူလည်း account ဆုပြန်ဆင်လာမယ်သူကလည်းဒီ Premier League Champion ဆုကိုစင်ခွန်နိုင်မဲ့အတင်းတဲ့အနေနဲ့ဒီပွဲအာဒီလိုပွဲမျိုးကိုတကယ်ကောင်းဆုံးအနေနဲ့ပြင်ဆင်မှာပွဲထွက်လာမှာဖြစ်တယ်လို့ရှင်ဒီဟိုဘက်ကဒီအာလီဘာဘူးအာလီဘာဘူးကြတော့အခုမှသူကဒီ9ပွဲပြန်လဲပြီးမှရှာဖွေတွေ့ရှိပြီးမှ အဒီမွားပြန်ကောင်းလာတဲ့အတန်တန်ဖြစ်တယ်ဆိုတော့အနစ်စလောရဲ့အတင်ကအခုနည်းနည်းလေးအနလာပြန်ထလာဖို့စတဲ့နေ့ချင်းမှာဒီလိုအတင်းကြီးတွေနဲ့ထိတိုက်ထိတိုက်တွေ့ဆုံတာကြတော့သူတို့တကယ်မကောင်းဘူးကျွန်တော်ကဖြစ်စေချင်တာအတင်းငယ်နဲ့အဲ့နဘွဲလောက်တွေ့လိုက်လို့ဆိုသုံးဘွဲလောက်တွေ့ရှင်သူတို့ကဖုံပြန်မိရချင်းကြတယ်သူတို့အတင်းကြီးနဲ့တွေ့လည်းဘာမှဖြစ်ဘူးသူကျွန်တော်မြင်နေဒါပေမဲ့သူတို့နည်းနည်းနိုင်ဘွဲပြန်လေရအစီခါစားမှာသူတို့အတင်းကြီးပဲတောက်လျှောက်တွေ့ရချင်းကြတော့သူတို့တွေ့လည်းအခက်အခဲဖြစ်တယ် ဆိုတော့ပြီးခဲ့တဲ့ဒီပတ်ထဲမှာပဲအာဒီပတ်ထဲမှာပဲဒီအာရီယယ်မက်ဒရစ်နဲ့တွေ့ချိန်မှာရီယယ်အာရီယယ်မက်ဒရစ်ကိုလည်းသူက1-0နဲ့နိုင်ထားတယ်ဆိုတော့သူတို့လည်းအခုချိန်မှာစိတ်သက်ခွန်အားအပြည့်နဲ့ပွဲကိုအောင်စိုက်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဟိုကျွန်တော်မြန်မြန်ပြောနေတယ်လို့လီဗာပူးမှာကကစားမကောင်းတဲ့အများကြီးရှိတယ်ပွဲတစ်ပွဲကိုဟိုဆုံးဖြတ်ပေးနိုင်တဲ့ပွဲပွဲကိုပြောင်းလဲစေနိုင်တဲ့အာပြောင်းလဲစေနိုင်တဲ့ဟိုကစားမတွေအများကြီးရှိတယ် ဆိုတော့ဒီအာ Tony to Manchester City မှာပွဲပွဲရဲ့ရလာကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားရဲ့အများကြီးရှိတယ်ဆိုတော့အာဒီဘက်တကယ်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်သူတို့အစင်လာဟိုအရင်ကသူတို့ဒီတွေ့ဆုံမှုတွေမှာလဲဒီအတင်းကတတဲ့နဲ့တတဲ့ကအသာစီးရဆိုမရှိဘူးနိုင်ပွဲရရှိတော့မှဟိုအဲ့လိုကတ်အရက်လေးပဲအဲ့လိုချင်းမြောင်းနဲ့ရတဲ့နဲ့ပဲသူတို့ကအာဒီတင်းနဲ့တင်းကိုသူတို့နိုင်နေကြဆိုတော့ဒီဘွက်လည်းအဲ့လိုပဲပြန်လှန်တက်စီဆိုင်မှုတွေနဲ့ဒီဘွက်လည်းအရင်ကောင်းမဲ့ပွဲပွဲဖြစ်တယ်ဆိုတော့ ျွန်တော်နေတော့ဒီဘက်ကလည်းဒီအာကြည့်ရမစတော့နိုင်ဘက်ကရလာကပြတ်သားတဲ့ရလာတော့ကျွန်တော်ကျွန်တော်နေတော့အမထင်မှုဒီဘက်လည်းဟိုဒီဘက်လည်းချင်းမြောင်းတဲ့ရလာနဲ့ဒူဝမ်ဝမ်စီဒါမှမဟုတ်ချင်းဒူစီအဲ့လိုမျိုးတကယ်အဲ့ဒူစီကလည်းကျွန်တော်နေတော့ခက်ခဲမယ်လို့ထင်တယ်ဒူစီဖြစ်ဖွက်လည်းခက်ခဲမယ်ကဲဟိုကျွန်တော်ထင်တော့11လည်းဖြစ်ဖြစ်တော့နေလို့တကယ်လို့တင်းတင်းနိုင်လို့ရှင်တော့မှကပ်ပြီးမှ10တော့အာ21တော့အဲ့လိုမျိုးပဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီဘက်မှာကျွန်တော်ဘလို့ရက်လိုက်နဲ့ ပြီးသွားမလဲဆိုတာပွဲဟာညက်တဲ့ပွဲဖြစ်တယ်ပွဲလည်းတကယ်ကိုအတင်းကြီးရှင်းတွေ့တဲ့ပွဲပွဲဖြစ်လို့အရင်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်ဘောလုံးချစ်ပရိတ်တဲ့လက်လက်မထွက်တဲ့ပွဲပွဲဖြစ်လို့ဒီဘက်လည်းရင်ခုံးသွားကျွန်တော်စောင့်ကြည့်အောင်ဘလောက်နဲ့ပြီးသွားမလဲအန်အောဆရာကောင်းတဲ့ရရတဲ့နဲ့ပဲပြီးဆုံးသွားမလားဆိုတော့ဘောလုံးချစ်ပရိတ်တဲ့နေအနေနဲ့ကျွန်တော်အားလုံးစောင့်ကြည့်အောင်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ပွဲကြော်တုံးတန်းချက်လေးကိုဒီမှာပဲအဆုံးဆုံးသတ်ချက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်